အားလုံးပဲမင်္ဂလာပါ TTN Gaming PC မှာကြိုဆိုပါရစေ။ဒီနေ့ရတော့ပေါ့နော်ကျွန်တော်တို့ဒီ Nvidia GeForce RTX 5060 8GB နဲ့ဆင်တာတဲ့ system ပုံလေးပြပေးမယ်။အာဒီ graphic card လေးဟာဆိုပြောမှဆိုလို့ရှိရင်ဒီလာမှထွက်တဲ့ graphic card ပဲ။ကျွန်တော်စီမှာ PC ရနေပြီ။အဲကျွန်တော်စီမှာတုံးထားတဲ့ card တော့ gigabyte တည်း RTX 5060 8GB လေးပါ။ သူ့ရဲ့ performance ပြောမှဆိုရှင် RTA 40 68ကထက်ကို22ရာခိုင်နှုန်းပိုတာပါတယ်တနီဒူပါဆန်ပေါ့နော် performance ပို့ထွက်မယ်40 60လဲရှင်နိုင်လို့ရှိရင်ပြောမှဆိုရှင်မ RTA 40 60 TI 8K နဲ့ performance အတူတူပဲဘာမှမကွာဘူးဒါပေမဲ့အခုချိန်ကျမှကျွန်တော်ဝယ်မယ်ဆိုလို့ရှိရင် RTA 40 60 TI လုံးဝမစင်တဲ့တော့ဘူး50 60ကိုပဲစင်ဘာကြောင့်လဲဆိုတော့50 60က40 60 TI ရဲ့ performance ထွက်ပြီးတော့ဒါကတော့ native performance တော့ 60 60GN နဲ့ကြီးစုပဲဒါပေမဲ့သူ့ရဲ့သူ့မှာအားတာတာပါလဲဆိုတော့ तू က50 series cap ဖြစ်တဲ့အတွက်သူ့ရဲ့ retracing တို့ သူရဲ့ DLSS တို့က for this unit အများကြီးပို့တာတယ်40 60တဲ့အများကြီးပို့တာတယ်အဲ့ဒါကြောင့်မလို့အခုမှဝယ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်50 60ဝယ်အဲနောက်တစ်ခုက C လေးပို့တက်တာလေ40 60 TI တက်ဆိုင်လဲလို့ရှိရင်ပြောမလို့ဆိုလို့ရှိရင်ဗျာရှင်လိုက်မယ်ဆိုလို့ရှိရင်သူကအားတာတယ်ကြီးပဲ40 60 TI တက်ဆိုင်လဲလို့ရှိရင်ပေါ့နော် C လေးတက်တာလေကျွန်တော်တို့စီမှာဆိုလို့ရှိရင်ဗျာပြောမလို့ဆိုလို့ရှိရင်40 60 C တက်တာနဲ့ပဲရတယ်အဲ့တော့ကျွန်တော်ဆက်ပြီးပြောပြပေးမယ်ဒီ50 60 TI လေးရဲ့ FPS နဲ့ပြောမလို့ဆိုလို့ရှိရင်လည်းသူကပြောမလို့ဆိုလို့ရှိရင်ဗျာကျွန်တော်ဒီ 4HD resolution မှာဆိုလို့ရှိရင်ပေါ့ဗျာ AAA တိုက်တဲ့တွေကိုကျွန်တော် average 88 FPS လောက်ထွက်တယ်ဗျပြောမှဆိုရှင်ဗျာဒါ triple A တိုင်းတဲ့တွေကိုကျွန်တော် native လို့ဆိုလို့ရှင်ပြောရအောင်ပြောမှဆိုရှင်အဲ long wave DLSS တို့ ray tracing တို့မပါသေးဘူးအဲကဲလို့ကျွန်တော်က ray tracing on မယ် DLSS on မယ်ဆိုလို့ရှင်ဒီထက် performance အများကြီးထွက်လာအောင်မယ် ray tracing on လိုက်တာနဲ့ quality အများကြီးပိုကောင်းသွားမယ်ဗျာဒါပေမဲ့ကျွန်တော် DLSS ထပ် on လိုက်မယ်ဆိုလို့ရှင် FPS က frame generation နဲ့အများကြီးထွက်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 လာအောင်ပါဟော long wave 88မကောက်ဘူးပေါ့နော်ဒါတော့ဘာပြောကျွန်တော်ကအဲ့ဒါတွေမပါခင်တော့မှ native resolution နဲ့ဆိုလို့ရှင်တော့မှကျွန်တော်က88 FPS လောက်ထွက် တယ်ဗျတော်တော်လေးအဆင်ပြေတယ်အဲ့လို 2K မှာဆိုလို့ရှိရင်တော့ average 56 FPS လောက်ထွက်ပါတယ်ကျွန်တော် average ယူလိုက်မယ်ဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်ဒီ triple တိုက်တဲ့ gain တွေကိုပဲ 2K မှာ56လောက်ထွက်မယ်ဒီနေရာမှာပေါ့တော့ကျွန်တော်ကတော့ 2K ကိုတော့တိတ်ပြီးတော့ comment မပေးဘူး။ဘာလို့ဆို VRAN 8K တည်းဖြစ်တဲ့အတွက်။ဘာလို့ဆို 2K မှာဆိုလို့ရှိရင် VRAN 8K ကတချို့ game တွေမှာ border နဲ့ဖြစ်တယ်။ကောင်းတာကတော့50 60ကိုလည်းကျွန်တော် 4K မှာပဲတော့။အဲ50 60 Ti 16K လောက်မှအာကျွန်တော်က ဒုခိနဲ့ဆင်အဲဒုခိ gaming ကစားမှာဆိုလို့ရှိရင်ဗျာအနည်းဆုံး50 60 ti 16k လောက်ဆင်ဒီ50 60 8k လောက်နဲ့တိုက်တော့မလုံလောက်ဘူးဒါပေမဲ့ customer ရဲ့ choice ပါအဲကလေးကိုကကိုယ့်ရဲ့ game ကို requirements ကိုလည်းကိုနားလည်ပြီးသားဆိုလို့ရှိရင်တော့ဒုခိ monitor နဲ့တွဲချင်တယ်ဆိုလို့ရှိရင်လည်းတွဲလို့ရပါတယ် အဲ့တော့ကျွန်တော်တခြားကက်နဲ့လည်းနည်းနည်းနိုင်ရှင်းပြပေးမိမယ်ဗျာ။သူခုနပြောတဲ့အတိုင်းပေါ့နော်။40 60တက်ဆန်လို့ရှင်းတော့22ရာခိုင်နှုန်းပုံများပါတယ်။အကေလို့ကျွန်တော်ကဗျာ Radiant ထဲကနည်းနည်းနိုင်ရှင်းမယ်ဆိုလို့ရှိရင်ကျွန်တော် Radiant ထဲကပေါ့ဗျာ RX 9600 8K တက်ဆန်လိုက်မယ်ဆိုလို့ရှင်း28ရာခိုင်နှုန်းတော့ performance ပို့ထွက်တယ်ဗျာ။ပြောမဆိုရှင်းဗျာ Radiant ထဲကဘာနဲ့တော့တူလဲဆိုလို့ရှင်း RX 9600 HT 16K လောက်နဲ့ performance တော့တူတယ်။နောက်တစ်ခုကတော့အကေလို့ကျွန်တော် RTX 30 60နဲ့ရှင်းမယ်ဆိုလို့ရှင်းနဲ့ RTX 30 60 Track ထက်ကို55ရာခိုင်နှုန်းတော့ performance ပို့ထွက်တယ်။ဒီကက်လေးကတော်တော်လေး performance ကောင်းပါတယ်။ အဲဒါတော့ဒီ RTX 5064နဲ့သူ့ရဲ့ performance ပေါ့နော်နောက်တစ်ခုကတော့ဒီ graphic card နဲ့တွဲဖို့အတွက်ကျွန်တော်တွဲပေးထားတဲ့ CPU ကတော့ Intel i5 14ကျန် 14400F ကိုကျွန်တော်တွန်းပေးထားပါတယ်ဒီနေရာမှာပေါ့နော် customer တွေဆက်စင်တဲ့အခါမှာကျွန်တော်တို့တော်တော်များများအမေးများတာဘာလဲဆိုတော့ AMD CPU ပိုကောင်းတာလား Intel CPU ပိုကောင်းတာလားအရင်အမေးများပါတယ်အဲ့ဒီနေရာမှာလောကကောင်းချောက်စရာမလိုဘူးနှစ်ခုလုံးကောင်းတယ်အစင်ပြေတဲ့ဟာလည်းရွေးပြဿနာမရှိဘူးပေါ့နော်အဲ့ဥမာဗျာကျွန်တော်တို့ကအရေးကြီးတာ model ပဲအရေးကြီးတာဥမာ intel ရဲ့ model လဲ Ryzen တဲ့ Apple model နဲ့အဲမှာ performance ပိုကောင်းတဲ့ကောင်ဈေးပူကြီးတယ်အဲ့ဒါပဲဥပမာဗျာ Ryzen 5 9600ဆိုလို့ရှိရင် Intel i5 Trajan Tre 400နဲ့အတူတူပဲ performance ကဈေးလည်းတိတ်မကွာဘူးဥပမာဗျာအခုတုံးထားတဲ့ Intel 14 Gen 14 400F ဆိုလို့ရှိရင် Ryzen တဲ့ 8500F နဲ့ performance တိတ်မကွာဘူးဈေးလည်းတိတ်မကွာဘူးအဲအဲ့ဒါကြောင့်မလို့ပေါ့နော်ကိုအဆင်ပြေတဲ့ဟာတွေရွေးပါ ကျွန်တော်ဒီ i5 14ကျန်တဲ့ဒီ RTX 5060ဆိုတော့ကွက်တိပဲပေါ်တယ်နဲ့ issue လည်းအလောက်ကြီးကြီးမားမားမရှိဘူးပြီးလို့ရှိရင်အဆင်လည်းပြည်တယ် budget အရလည်းဟို budget price to performance ရှင်လိုက်မယ်ဆိုလို့ရှိရင်ဗျာလောကတွဲတင်းတဲ့နှစ်ခုဗျာအဲ့လိုမျိုးပေါ့နော်နောက်တစ်ခုကတော့ကျွန်တော် CPU fan နဲ့ဆိုလို့ရှိရင် 4-core but deep core တွေတောင်းမိထားပါတယ် RAM ဆိုလို့ရှိရင် Corsair တဲ့ DDR5 16GB ကိုအာ6တော်မှ GB တောင်းမိထားပါတယ် storage နဲ့ဆိုလို့ရှိရင် Kingston တဲ့က MV3 ကိုမှ 1000GB တောင်းမိထားပါတယ် speed ကတော့6တော်မှ GB per second နဲ့ရမယ်နောက်တစ်ခုကတော့ motherboard နဲ့ဆိုလို့ရှိရင် ဂါဘိုက်တွေက P760 Empower DDR5 ဘုတ်သုံးမိထားပါတယ် Power Supply နေလဲဆိုလို့ရှိရင် AIG တွေက650 W 80 Plus ကိုသုံးမိထားပါတယ် Gear နေလဲဆိုလို့ရှိရင် GamDS တွေကလေဝင်လေထွက်လုံးဝကောင်းတဲ့ Gear တွေကိုသုံးမိထားပါတယ်အဲ့တော့အခုဒီဗီဒီယိုထဲမှာမြင်နေရတဲ့အတိုင်းဆိုလို့ရှိရင်တော့ကျွန်တော် fan တွေပါလဲပါတယ်ပေါ့နော်အခုဒီဗီဒီယိုထဲမှာမြင်နေရတဲ့အတိုင်းဒီ system mount ဘုံလုံးရဲ့ဈေးကဘယ်လောက်လဲဆိုတော့44,5000 9000ပါပြောမှဆိုရှင်ဗျာကျွန်တော်ဒီ RT 4060နဲ့စင်တော့မှဒီဈေးကြတယ် ဒါပေမဲ့ကျွန်တော်တို့ဆီမှာ RTX 5060နဲ့ရမယ်ဈေးနှုန်းက44သိန်း5900နဲ့ရမယ်ဗျာ PC အားလုံးကတော့အစ်စ်ဖြစ်ပြီးတော့တုံနှစ်အမခန့်အပြည့်ရရှိမှာဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့လုတ်တော့ပို့ short လုတ်ချင်တဲ့ဟာလေးတွေရှိတယ်မေးချင်တဲ့ဟာလေးတွေရှိရဆိုလို့ရှိရင်ကျွန်တော်တို့ဆုံကျွန်တော်တို့နဲ့ဆုံဆန်းလုံးရပါတယ်ကျွန်တော်တို့ဒါ highlight ပါအားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်တို့ TDN Gaming PC ရဲ့ဗီဒီယိုလေးကိုလည်း like and share လေးကူညီပေးကြပါနော်အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြအောင်နော်